အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါရပါတော့အဲ့တော့ဒါကျွန်တော် Facebook မှာဟီဟီလို့တက်ရေးတာတော့တမတ်တက်မဖြစ်သိတယ်တလားလူစိတ်ကလေးတလားကျွန်တော်ဟီဟီလို့တက်ရေးပြီးတော့ ။အာဟီဟီလို့ရေးလိုက်ပါပဲပြန်သွင်းခံရင်မကောင်းပါဘူးကွာဆိုချက်လိုက်တယ်။ပြီးလဲပြီးတော့မဟီတော့ပါပေါ့။တခါကြရင်ပေါ့နော်တခါကြရင်တကယ်တကယ်တကယ်တပွဲလုံးဗျာကျွန်တော်မာလီဒါတောင်းတောင်းကျွန်တော်ဒီစပါဝဲကြည့်ပြီးသားဗစဲရတော့ကြရင်ဒီနေ့ပွဲအစဲရဆုံးလို့ပြောရမှလည်းမပါဘူး။ချက်စင်းတဲ့ပွဲကတော့ကိုဒီအနေနဲ့ဒါကျွန်တော်လက်လျှော့ထားတဲ့အတွက်ကြောင့်မကျွန်တော်အနေနဲ့โอเคပေါ့ဒါထားလိုက်ပါရဲ့။ဒီနေ့ပွဲစဉ်ကကျွန်တော်နေကျွန်တော်တပွဲလုံးတောက်လျှောက်ဆဲနေရ။ တကယ်ကိုဆဲစရာတွေပဲယနေ့ပေါ်စမာတာ United ကတူတယ်ရှော့အောင် target နှလုံးရတယ်စပါကိုနှလုံးလုံးနဲ့ကူသွင်းသွားခဲ့တယ်ဗောနောနောက်ဆုံးမိနစ်နောက်ဆုံး second မှာ Spa အသင်းကိုဒါကျွန်တော်လက်ရှိမှာအသက်ခွဲသွားခဲ့တယ်ဒါပေမဲ့လက်ရှိမှာ Tottenham Hotspur အသင်းကရ Manchester United နဲ့တွေ့တယ်ဆိုရင်တော့ record တစ်ခုကိုယူထားခဲ့တယ်ဒါစံချိန်ကိုဆက်လက်ပြီးတော့ယူထားနိုင်ခဲ့တာကိုတွေ့ရမယ် Spa နဲ့ဒါ United နဲ့ဒါတူတယ်ဒါရှစ်ပွဲတွေ့တဲ့အချိန်မှာတော့၃ပွဲတည်းဒါကျွန်တော်လက်ရှိမှာ၅ပွဲနိုင်ဆိုတဲ့ရလဒ်တစ်ခုဆက်လက်ပြီးထိန်းသိမ်းထားနိုင်ခဲ့တယ်ဗောနောဒီနေ့ပေါ်စမာတာကျွန်တော်တို့ Manchester United Tottenham Hotspur အသင်းမှာ M1 ပူရဲ့ပထမအဆုံးတွင်ကိုတွေ့ခဲ့ရတယ် စပါးတဲ့လက်ရှိမှာဒါကျွန်တော်တို့တစ်ချက်တစ်ချက် crossing တွေရဲ့ဒါကျွန်တော်လူကတ်မှုညံ့ဖြင်းပုံကိုအတိုင်းသားတွေ့ကြရတဲ့ပွဲစဉ်လို့ပြောလို့ရမယ်ဒီမှာပါတယ်ဒီနေ့ပွဲစဉ်မှာနီးပြနေတဲ့ကောင်းနေတဲ့ Copenhagen ရဲ့ပွဲစဉ်ရဲ့ formation ကိုသွားဖြတ်လိုက်တယ်လို့ဖြစ်သွားတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒီနေ့ပွဲစဉ်ကသရေတမတ်ကြောင့်မို့နှစ်သိန်းလုံးတော့တကယ်တမ်းပြန်ကြည့်မယ်ဆိုတော့တော်တော်လေးကိုအကျိုးမရှိဘူးလို့မြင်တယ်စပါးကလက်ရှိမှာယာယီအဆင့်၃ရောက်ခဲ့ပေမဲ့အောက်ကအသင်းတွေနိုင်ခဲ့မယ်ဆိုရင်စပါးတင်တဲ့ဒီနေ့မှာဒါကျွန်တော်တို့အဲ international break မတိုင်ခင်မှာတော့မှအဆင့်6အဆင့်9လောက်ထိဆင်းသွားနိုင်ခဲ့တယ်မှာပါတယ်ဗောနော် United အသင်းအတွက်ကလက်ရှိမှာဒီနေ့ပွဲစမှာတည်ရခဲ့တာ United အတွက်ကတော်တော်လေးဟိုဒါကျွန်တော်တို့အမှတ်တမှတ်ရတကယ်ကိုပါဖြစ်အဲ့တော့ကိုယ်အသင်းနဲ့ပတ်သက်ပြီးကိုယ်ဒီဘယ်တော့မှ confident မရဘူးဆိုတာဒီနေ့ပွဲစဉ်အလက်စင်ပဲ64မိနစ်မှာဟီဟီတင်တာတော့မှဟီဟီတင်မှခွင့်မရတဲ့ဘဝကြီးဟာတော်တော်လေးကိုဆိုးရွားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ဗောနော်အဲ့တော့ Tottenham Hotspur အသင်းအနေနဲ့လက်ရှိဒါကျွန်တော် Tottenham Hotspur အသင်းကဒါကျွန်တော်တို့ အရင်ကဒါကျွန်တော်တို့ international break မတိုင်ခင်မှာဒါရှုံးတဲ့ဆန်ချိန်နှစ်ခုနှစ်နှစ်ချိန်မြောက်ကိုဆက်လက်ပြီးလုပ်သွားခဲ့တယ်ပေါ့နော်။ Tottenham Hotspur တင်းနှစ်ခုလက်ရှိမှာတော့ဒါပွဲကြီးနှစ်ပွဲကံပြီးဒါလက်ရှိ Thomas Frank အနေနဲ့ဒါကျွန်တော်တို့ဘာ City ကိုနိုင်ထားတယ်။နောက်သုံးပွဲကံထားပြီး City ကိုနိုင်ထားတယ်။ Chelsea ကိုရှုံးထားခဲ့တယ်။ United ကိုတည်ကြီးကြထားခဲ့တယ်ပေါ့နော်။အဲ့တော့ရာဘွယ်တော့အသေးကြီးသုံးပွဲကံထားပြီးနှစ်ပွဲပဲကြံမယ်။ကျွန်တော်တို့တကယ်မှာ Liverpool ကြံမယ်။ဒါကျွန်တော် Arsenal ကြံမယ်။ဒါကျွန်တော် international break ပြီးတော့ Spurs တင်းကအာကြီးနဲ့ဒါကျွန်တော်တို့သူတို့ရဲ့အိမ်ကိုမှပွားရင်ဆန်ရမယ်။အဲ့တော့ဒီနှစ်ပွဲစမှာ Spurs ရဲ့အိမ်ကွင်းဆိုတဲ့ပုံစံမျိုးအတိုင်းမှာပဲဒါကျွန်တော်အရင် င်သုံးပုံစံမျိုးခက်ဆယ်ဆယ်မှာပဲဒါပါမှပိတ်မထူးဆန်းတဲ့ပုံစံမျိုးတွေ့ရတယ်။တပွဲလုံးဒါတသိန်းလုံးဘာလုတ်ချင်မှမသိဒါကျွန်တော်တို့ဒေါင်မန်ကနေဒီဒေါင်ပြ cross လုတ်တာတခုကလွှင်းရင်တော့ဘာမှမတက်တဲ့အသင်းတသိန်းနဲ့ဆက်ပြီးတွေ့ရမယ်။ဒီနေ့ပုံစံမှာ adrenaline ကိုတော့အပြည့်အဝ64မိနစ်မှာကိုယ်အသင်းသွင်းလို့ရခဲ့တာမှန်ပေမဲ့တကယ်တော့ဒါတပွဲလုံးတိုင်းတိုင်းအပြန်ကြည့် emotion ကို short ပြီးပြန်ကြည့်လိုက်မယ်ဆိုရင်တော့တကယ်ကိုဒါကျွန်တော်တော်တော်လေးကို စပါအသိနေနဲ့တော်တော်လေးကိုခြားတဲ့ပွဲစဉ်အိမ်ဝင်းမှာဆိုရင်ဘာလို့ခြားလို့ခြားမှန်းမသိတဲ့ပွဲစဉ်ကိုခြားနေတယ်မှာပါတယ်ဒီနေ့ပေါ်မှာကျွန်တော်အနေနဲ့ပေါ့နော်ဒါကျွန်တော်တို့ရူဘင်အာမိုရင်းရဲ့လူစားလဲမှုကမှားမှားယွင်းခဲ့ပြီးတော့တော်တန်ဟော့စပါသင်းရဲ့လူစားလဲမှုကမှန်ကန်ခဲ့တယ်လို့ပဲကျွန်တော်နည်းမြင်တယ်တော်တန်ဟော့စပါသင်းရဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တိုတယ်လဲခဲ့တဲ့ကစားသမားဒါကျွန်တော်တို့ဒက်စတန်ဒီဦးဒိုဂီဝီလ်ဆင်ဦးဒိုဘတ်မတ်တီးယပ်စ်တေတော်တော်များများအလုပ်တွေကိုအကြီးအကျယ်ဖြစ်ခဲ့ရတဲ့မှာပါတယ်လို့မြင်တယ်လက်ရှိမှာဒီကစားသမားတွေလက်ရှိမှာဝီလ်ဆင်ဦးဒိုဘတ်ကတကယ်တော်တန်ဟော့စပါသင်းရဲ့တန်မှုရှိလာတယ်လို့ကျွန်တော်အနေနဲ့မြင်တယ် ဒါပေမဲ့ကျွန်တော်ရဲ့ပုံကိုရေးရတူတယောက်တည်းအမြင်ရဒီနေ့ပွဲစံမှာ Richarlison ကိုသွင်းသွားတယ်ဆိုပေမဲ့ Richarlison ကဘယ်နည်းနဲ့မှ starting lineup ရဒါကျွန်တော်ပွဲထွက်သွင်းတဲ့ကစားသမားတယောက်လုံးဝမဟုတ်တော့ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။ကစားသမားနဲ့လက်ရှိကျွန်တော်အခုလက်ရှိမှာပေါ့နော်ဒါကျွန်တော် Chelsea ကစားသမားကိုဆိုပြောရမှုမယ်။ Alejandro Garnacho နဲ့ဒါကျွန်တော် Richarlison နှစ်ကောင်တောင်အမေရိကနှစ်ကောင်ဆွဆက်ပြီးအောင်ပွဲမခံကြပါနဲ့ပွဲမပြီးခင်နှစ်ကောင်လုံးအဲ့လိုမျိုးအောင်ပွဲခံနှစ်ကောင်လုံးဒုက္ခရောက်တာကိုခဏခဏတွေ့ရတယ်ပေါ့။ ။ဒါဒါကျူလက်လက်ရှိပွဲနှစ်ပွဲလားမသိဘူး။ဆန္ဒလက်နဲ့ပွဲစဉ်ရယ်လက်ရှိကွာတာပဲတဲ့ပွဲစဉ်ဒီကောင်ဂိုးသွေးပြီးအဝဲခက်လိုက်တာအခုချိန်ဒီချက်စီးသေးကဒီကောင်ဂိုးသွေးမနိုင်သေးဘူးပေါ့နော်။တော်တန်ဝါစပါးသေးကလက်ရှိဒါဒီနေ့ပွဲစဉ်ဆိုကျွန်တော်ဘရုသွားမြင်လဲဆိုဒီအေဂိုဂျိုတောင်သွားသတိရတယ်ပေါ့နော်။လစ်ဗာပူးနဲ့ပွဲစဉ်မှာတော်တန်ဝါစပါးသေးကဒီလိုပဲဒါကျွန်တော်နောက်ကပြန်လိုက်ပြီးဒါ equalizer ဖြစ်စေမဲ့ဂိုးကိုသွင်းခဲ့တယ်။ဒီနေ့ပွဲစဉ်မှာသွင်းခဲ့တဲ့သွင်းဂိုးတွေကိုဒါကျွန်တော်လက်ရှိ အဲလီဗာပူးနဲ့ပွဲစဉ်ပုံစံဒါပေမဲ့ defensive အားဖြင့်ဒါ Christian Romero မရှိတာ set piece မှာဘလောက်ထိထိခိုက်နေနိုင်မှုရှိလဲဆိုတော့တွေးရတဲ့မှာပါတယ် Christian Christian Romero ရဲ့ဒဏ်ရာကမပြင်းထန်ဘဲမျောလင့်နေ International break ရှိတဲ့အတွက်ကြောင့်မစပါအသင်းနေနဲ့ Christian Romero ကိစ္စကတော်တော်လေးကိုခံပါသွားတယ်လို့မြင်နေ Christian Romero ရဲ့ဒီကိစ္စအကြောင်းမို့လက်ရှိမှာဒါသူ့ရဲ့နိုင်ငံအသင်းနဲ့ Argentina ပွဲစဉ်မှာဝင်မပါရမယ်ဆိုရင်တော့တော်တော်လေးကိုနှမျောဖို့ကောင်းမယ်လို့မြင်ရမယ်တယ်မှာပါတယ်ဒီနေ့ပွဲစဉ်ကလုံးဝပွဲအလှည့်ပြောင်းဖြစ်သွားစီမဲ့ကစားသမားကဥကာတေးလို့ပဲကျွန်တော်နေမြင်နေဒီနေ့ပွဲမှာတော့ကျွန်တော်တို့ Casemiro တပွဲလုံးတိုင်းနိုင်ရတာ rating မကြည့်ပဲနဲ့တပွဲလုံးတိုင်း င်းတိုင်းကြည့်မယ်ဆိုရင် customer တော်တော်လေးကိုအဆင်ပြေတယ်။တော်တော်လေးကိုမစိုးတဲ့ပုံစံမျိုးသူ့အနေနဲ့ကွင်းလယ်ဘက်မှာ spy ရဲ့ကွင်းလယ်ဘက်ကိုဒါကျွန်တော်ချိုးဖြတ်ပြနေတယ်။ပြောချင်တာက Pepe Matasa, Cesare Simono နှစ်ယောက်ကိုဒါလှုပ်လို့မရအောင် customer တယောက်ဒါကျွန်တော်အကြီးကျယ်ဒါကျွန်တော်ထိမ့်ပြနေခဲ့တဲ့ moment မှာတွေ့ရမယ်တဲ့မှာပါတယ်။ဒါပေမဲ့ customer ထွက်ပေါ်တဲ့ချိန်မှာ Ugarte ဝင်လာပထမဦးဆုံးဂိုးကလည်း Ugarte တော်တော်လေးကိုသင်္ကန်းမကင်းလို့ဒုတိယ twin goal မှာလည်း Ugarte တယောက်အလွန်ကျွန်ဒါကျွန်တော်တို့ငုတ်တုတ်ကြီးရက်ကြည့်နေပြီ။ဒါ Richelli ဆိုကျွန်တော်ပထမလူတော်ကျွန်တယ်ထင်တာ။လုံးဝ Ugarte ကအပြည့်အဝဒါကျွန်တော် Richelli ကိုလူမကြောင်အပြည့်အဝလှုပ်ပေး ွေးနေကြတာကတော်တော်လေးကိုဒါကျွန်တော်တော်တော်လေးအံ့ဩသင့်သွားစေတယ်အဲ့တော့ Ugarte ကလက်ရှိမှာ United ပြည်သက်ရဲ့ချက်ချင်းကိုတော့ဒီဘွဲပြင်တော့ခံယူအောင်မလို့မြင်တယ်။နီးပြလူစားလဲမှုကမှားယွင်းခဲ့တယ်လို့မြင်တယ်ကျွန်တော်ပါစနယ်မှာတစ်ဖက်က Tottenham Hotspur တင်းကနီးပြလူစားလဲမှုကမှားမှန်ကန်ခဲ့တယ်လို့မြင်တယ်ပေါ့နော်။စပါးတင်းနဲ့လက်ရှိမှာ Christian Romero ထွက်သွားတယ်တော်တော်လေးအဲ့တော့ တဖက်ကလက်ရှိမှာဒီနေ့ပွဲစဉ်မှာဆန်နယ်လက်မန်းစီရဲ့ goalkeeping ကကောင်းတယ်လို့ Vicario နဲ့ဒီနေ့ပွဲစဉ်မှာပြောကြရှိတယ်။တခါကြရင်ဗျာ Vicario ကကောင်းကျင်ဆွတ်ဆတ်ကောင်းတယ်ပထမဦးဆုံးအလုံးဆို Vicario ဒီထက်အများကြီးပိုကောင်းတင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒုတိယအလုံးကတော့ဖျားပါတယ်ကျွန်တော်တို့ခုနကဘယ် angle change နဲ့သူ့အနေနဲ့ဘာမှမလုပ်လို့မရတဲ့ကြောင့်သူ့အနေနဲ့အားနေသွားခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်။လက်ရှိမှာဒါကျွန်တော် Vicario အနေနဲ့ consistency ကိုတော်တော်လေးကိုပြန်ပြီးတည့်မှတ်ဖို့လိုတယ်လို့မြင်တယ်။ဆန်လက်မန်းစ်ကဒီနေ့ပွဲစဉ်မှာစပါတင်အပိုင်လုံးနှလုံးကိုဒါကျွန်တော်သူ့အနေနဲ့ဒါကာကွယ်ပေးခဲ့တယ်။ Christian Romero ရဲ့တလုံးဒါကျွန်တော်တို့ Van Dan ကာရဲ့တလုံးထင်တယ်ဒါဘယ်လိုလဲမသိကြတော့အဲ့လိုကန်လန်တလုံးနဲ့ဝင်ခဲ့တယ်အဲ့တော့ဒီနေ့ပွဲစမှာ Thomas Frank တယောက်တော်တော်လေးကိုလူပြောစရာ moment နေဖြစ်ခဲ့တာကတော့ဒါကျွန်တော် Richelly စင်ကို minute 90အပြည့်သုံးခဲ့တယ်ဂိုးသွင်းသွားတာမှန်မယ်ဆရာကြီးရဲ့ confidence ဘိုင်းကတကယ်ကိုစုပ်ပြတ်တက်နေတာကိုတွေ့ရမယ်ဒါကျွန်တော် center ဟိုကျွန်တော်ဟုတ်လားပလေးဒီမှာလေအားနေတယ်တောင်ပိုင်းနဲ့ဖြစ်နေနေမှာလေအားနေတယ်ဒီနေ့ပေါ်ဆိုကျွန်တော်ဘဒုအားနာလေဆိုကျွန်တော်ဒါ Florian Ridge Liverpool မှာဖြစ်နေလို့ပဲ Xavi Simons ဆိုတအားအားနာတယ် River ကျွန်တော်ကဘယ်ဂျွန်ကျွန်တော်တို့ Johnson တကောင်ဆိုဘာလုံမှန်းလုံးလို့မရမှန်းမသိတဲ့အနေထားမှာရှိတယ် ကိုလိုမူအားနဲ့တကယ်တမ်းချိန်ဆလို့ရတာဇာဗီဆင်မွန်းတကောင်ပဲရှိတယ်ဗျာဒါပေါ့ personally ကကျွန်တော်ပုံပွင့် personally ကပုံပွင့်လေးလေးကိုကျွန်တော်ပြောပြတာတကယ်တော့နင်လောင်းကာလာကြီးမူပဲခုနကပြောသူ adrenaline ကိုဆွဲချလိုက်တဲ့အချိန်မှာစပါးအသင်းမှာဘာမှမရှိနေဘူးဒါပေမဲ့ခုနကပြောကန်ကောင်းသွားတာ united မှာလည်းတိုက်စစ်ပိုင်းကဘာမှသိရှိမနေဘူးဒီနေ့ပွဲမှာစပါးအန်ပွမ်းပွေရဲ့ twin goal ရဲ့ဒါကျွန်တော်လက်ရှိမှာသူတို့ set piece ကသွင်းသွားတဲ့ twin goal ရဲ့အလွင် united ရဲ့တိုက်စစ်ပိုင်းလည်းမေးခွန်းတွေထုတ်စရာဖြစ်လာခဲ့တယ်မက်သျူးစ်ခေါ်တာလည်းဒီနေ့ပွဲမှာအတိုးလှုပ်တွေကောင်းမယ်လက်ရှိမှာဒါကျွန်တော်ဘာဖြစ်လဲဆိုတော့ ်ဂျာမီဒိုကုဒါကျွန်တော်စီတီမှာစားရောက်တုန်းကပုံစံမျိုးနည်းနည်းဆင်နေတယ်မဒူဝက်ခွန်နာအနေနဲ့လက်ရှိမှာဒါကျွန်တော်အတူလုပ်တွေကောင်းတယ်အကျော်ဖြတ်တွေကောင်းတယ်ဆက်ရှိကစီးရရင်ဘာမှဆက်ပြီးမဖြစ်တော့တဲ့ပြဿနာမဒူဝက်ခွန်နာအတွက်ကြီးမားလို့မြင်တယ်ဒီနေ့ပွဲစမှာကျွန်တော်ပါစတယ်မြန်မာမကွာရကတကယ်ဟီးရိုးဆန်ခဲ့တယ်လို့မြင်တယ်မကွာရထွက်သွားခဲ့ပြီးနောက်ပိုင်းတော်တန်ဟော့စပယ်အသင်းအနေနဲ့တောက်လျှောက်ဂူဒီရသွားခဲ့တာလေတကယ်ကိုဒါကျွန်တော်တို့ဟို တိုက်ဆိုင်မှုတစ်ခုလို့လည်းကျွန်တော်အနေနဲ့မမြင်ဘူးအဲမကွာရလက်ရှိမှာဒါကျွန်တော်တကယ်ကိုအသင်းအတွက်လိုအပ်တဲ့ဒါကျွန်တော်အချိန်မှာလိုအပ်လို့အမြဲတမ်းကောင်းနေတဲ့လူတယောက်လို့ပြောလို့ရတယ်ဒီနေ့ပေါ်မှာနီးပြပိုင်းမာဇဝဝီကို right wing back မှာထားပြီးတော့အာမက်ကို right wing မှာထားနေတာအတိုင်းတာတစ်ခုထိအလုပ်ဖြစ်တာမှန်ပေမဲ့တစ်ဖက်က richard leeson လို့ကောင်မျိုးနဲ့တွေ့သွားတဲ့ကြောင်းတော်တော်လေးကိုဒါကျွန်တော်မာဇဝဝီအိုးဆိုလဲခံပါသွားတယ်လို့မြင်ဒါပေမဲ့ဒီနေ့ပေါ်မှာဘယ်လိုပဲကြည့်ပါနှစ်သိန်းလုံးအဖြစ်ညံ့တာတွေရနှစ်သိန်းလုံးကအများကြီးပဲဒါနောက်ဆုံး moment ကျမှဝုန်းနိုင်ဝုန်းနိုင်ထကောင်းတာရေးရတွေဖြစ်သွားတာတကယ်တမ်းဒါ minute 90ရ united ကဒါကျွန်တော်ပထမအကူအညီတော့တွင်းနေပြီး စပါကအခွင့်အရေးတချို့ရတယ်လုံးဝပွဲရအေးနေဒါခုနှစ်နာရီတော့ဗျာကျွန်တော် prime time မှာကန်တဲ့အချိန်ကြီးဗျာတည်လာကျွန်တော်ပြောတာဒီတက်ပုံကြီးမြန်ရမယ်နှစ်သိန်းလုံးတိုက်စစ်မှုတွေကလည်းဘာလို့မှန်းမသိဘူး M1 ကိုတော့တော်ရဲထားပါအောင်ကျွန်တော်တပတ်ကတော့ကျွန်တော်ရှိမစားပြီးစုံမို့လို့ဒါကျွန်တော်လုတ်ပေးချင်တာအများကြီးပဲကိုလိုမူဝါဒီရတယ်ဒါကျွန်တော် Richard Lee စံကိုကြည့်နေရ Richard Lee စံတပွဲလုံးဘာတွေလို့မှန်းမသိဘူးကိုဒီမှာဒါဘဝမှာပေါ့နော် Harry Kane ဒါကျွန်တော်တို့ဆိုဟောင်မင်ကိုကြည့်ခဲ့လို့လားမသိဘူး ဘာကောင်တွေကိုကြည့်နေရမှန်းကိုမသိတာပါဗျာခင်ဗျာတကယ်ကိုဝေကျွေးကြီးမလို့နဲ့ကိုရီးယားပေါ့နော်အဲ့လက်ရှိမှာဒါကျွန်တော်ဒီနေ့ပွဲစမှာစပါအသင်းကတော့ဒါမန်ချက်စတာအသင်းနဲ့တွေ့ပြီဆိုရင်တော့ကောင်းမွန်နေတာရလက်တခုကိုဆက်လက်ပြီးယူထားနိုင်ကြတယ်ဒီမှာပါတယ်ဒါကောင်းမွန်နေရကျွန်တော်တို့ကတိတ်အိမ်ဝမ်းမှာတည်ရကျွန်တော်တို့ကကောင်းတယ်ဟေးလူတို့ရေမထင်းနဲ့စပါကလက်ရှိမှာအိမ်ဝမ်းမှာဘယ်နှပွဲစမှန်းမသိရှုံးလာတော့လက်ရှိဒါကျွန်တော်ပရီးမီးယားလိပွဲ20မှာစပါအသင်းကအခုလက်ရှိမှာဒါကျွန်တော်တိုးတဲ၄ပွဲပဲနိုင်ထားသေးတယ်အိမ်ဝမ်းမှာအိမ်ဝမ်းရလက်တွေကတော့ဆိုးရွားနေစေဖြစ်တယ်ယူနိုက်တက်အသင်းတော်ကပြန်ကြည့်မယ်ဆိုအကောင့်ဘက်ကရူဘင်အာမိုရီနဲ့၅ပွဲဆက်လုံးဝရှုံးပွဲမရှိတဲ့ဥစ္စာဖြစ်သွားတယ်စပိန် ညက်ချင်တော့ညက်လို့ရတယ်ပေါ့နော်ဒါကျွန်တော်တို့နည်းနည်းဝီနီးနဲ့လွတ်တယ်ပေါ့ဒါပေမဲ့ဘလိုပဲပြောပါဒီနေ့ပွဲစမှာနှစ်သိန်းလုံးအားနေတဲ့ movement ဒီမှာအများကြီးအများကြီးရှိခဲ့တယ်လို့ပြောရင်လည်းကျွန်တော်ကတော့ဒီနေ့ပွဲစမှာ Tottenham Hotspur အသင်းကိုလုံးဝအားမရဘူးပြီးပြနေတဲ့ဒီထက်ပိုကောင်းတဲ့လို့မြင်တယ် United ကလက်ရှိမှာဒါ Brian Mbappe ကလက်ရှိမှာ United အသင်းအတွက် Sevilla တွေအများကြီးဖြစ်နေစေဖြစ်တယ်လို့ပြောရင်လည်းကျွန်တော်တော့ကွန်ပြူပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတော့ ਨੇ TV ပေါ်ကြီးတို့မှာကြည့်လို့ဆိုတော့ပေါင်းကွန်ကြည့်လို့ရပါတယ်များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာမမြန်နိုင်တာဖြစ်ပါတယ်ကျွန်တော်တော့ကွန်ပြူပါအောင်ပေးပါပါဗျ